Okay အားလုံးပဲမင်္ဂလာပါရှင် Terror Healing by Khetra နေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညနေပိုင်းမှာပေါ့နော်ကျွန်မကအချိန်လေးရတော့ပေါ့နော်ခုရဲ့အဆောင်လျှောက်ပုံကိုယ်ရေးဆရာနေပြီးတော့မှเนาะအဆောင်လျှောက်နဗျားတွေနောက်ခါကျတော့အဆောင်လျှောက်ပေါ့နော်မြင်ရမမြင်အဆောင်လျှောက်တွေဆရာနေပြီးတော့မှယခုဒီ တကြံပြီးပေါ့နော်တကြံပြီးနောက်ပိုင်းမှာပေါ့နော်ဘာတွေတည်တင်လဲဆိုရယ်ကန်ကြမာလေးပေါ့နော်ဒါလေးကိုတောင်းခံပြီးมาဖြစ်ပါတယ်အဆောင်လျှောက်တီစီယာ message ပေါ့နော်ဒါတော့အခုလာကြည့်နေရဲ့နော်လူလေးတွေပေါ့နော် collective reading ပဲဖတ်ပေးလိုက်ပါမယ်နော်အကုန်လုံးတေချာစုံစုံလင်းလင်းသိအောင် collective လေးပဲဖတ်ပေးလိုက်မယ်ပိုင်းမီရွေးခိုင်းတော့ဘူးပေါ့နော်အဲ့တော့လာကြည့်နေတဲ့လူလေးတွေအတွက်ကိုနော်အဆောင်လျှောက်တီရှိရဆိုရင် မီနှပြားတွေအဆောင်လျှောက်တွေမိမိတို့ရဲ့ပေါ့နော်သက်ဆိုင်တဲ့အဆောင်လျှောက်တွေကနေပြီးတော့မှပြောချင်တဲ့ energy လေးသုံးဖက်ကိုပြောပြပေးပါဟမ်။ Indian message လေးတွေလည်းဖတ်ပေးပါနော်။ Ace of Wands နဲ့ Queen of Swords Five of Swords ဆိုတော့ energy လေးအရဆိုလို့ရှိရင်တချို့တွေကလေဒီအခုအချိန်မှာပေါ့နော်အခက်ခဲတွေအတက်တဲတွေဖြစ်နေရမျိုးနောက်ခါကျတော့အတိုက်ခိုက်တွေများနေရမျိုးနော်အတိုက်ခိုက်တွေများနေရကြုံနေရတာမျိုးပေါ့နော်အတိုက်ခက်တွေများပြီးတော့အတိုက်ခိုက်တွေနဲ့ကြုံနေရတာမျိုးတွေတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်ရန်များနေရပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်မိမိတို့ရဲ့အလုပ်ကိုင်းပေါ့နော်လုပ်ငန်းတွေမှာဆိုလို့ရှိရင်လည်းပဲ မိမိတို့ကိုပြိုင်ဆိုင်လာမဲ့သူတွေပေါ့နော်ပြိုင်ဆိုင်နေတဲ့သူတွေရှိတတ်တယ်ဒါမှမဟုတ်ပြိုင်ဆိုင်လာမဲ့ပေါ့နော်အပြိုင်အဆိုင်တွေရှိနေတတ်တယ်ကိုကအဲ့ဒီလူတွေရဲ့နှာတစ်ဖျားตาအောင်ပေါ့နော်ဒီတော်တော်လေးကြိုးစားမှာပေါ့နော်အဆင်ပြေနိုင်မဲ့အနေအထားမျိုးတွေတွေ့ရတယ်အဲ့တော့ကိုရဲ့ကိုပေါ့နော်ကြောက်ချတာမျိုးနော်ကိုကိုတမင်ပေါ့နော်တမင်ဟိုဟာဖြစ်အောင်လို့ကိုကိုရဲ့ဒေါသကိုပေါ့နော်မထွက်ထွက်အောင်စွနေတယ် အနေအထားမျိုးလေးရှိတယ်เนาะကိုကိုအဓိကဒေါသမထွက်ထွက်အောင်ပေါ့เนาะဒီပြဿနာမဖြစ်ဖြစ်အောင်လို့လုပ်နေတဲ့အဲလူမျိုးတွေပေါ့เนาะဒါမျိုးလေးတွေ ਨੇ ကြုံနေရတာမျိုးရှိတယ်ဥမာအလုတ်ကန်ဒီမှာဆိုလဲအဲ့လိုပဲပေါ့เนาะဒီလုတ်ထဲမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အတင်းအကျင်းတွေเนาะကိုယ့်ရဲ့မကောင်းကြောင်းတွေဒါမှမဟုတ်ကိုယ့်ကိုပေါ်တင်တိုက်ခိုက်တဲ့သူတွေပေါ့เนาะဒါမျိုးလေးတွေကြုံနေရတာမျိုးတွေ့ရတတ်တယ်အဲ့တော့ပြောရရင်တော့ရန်အနှောက်အယှက်များနေတယ်ပေါ့เนาะရန်အနှောက်အယှက်များနေရတယ်တွေ့ရတယ် true solution ကိုနောက်မှာစကတင်းဆိုတာပေါ့နော်ကိုအတင်းဖြင်းပြောတာလေကိုရဲ့မကောင်းတဲ့တင်းတွေရှောက်ပြောတာလေပေါ့နော်ဒါမျိုးလေးကြီးကြုံနေရတတ်တယ်တဲ့နော် အချို့သောသူတွေအတွက်ကတော့8.1နဲ့နော်8.1ဆိုတာကိုမျော်လင့်ချားရပေါ့နော်မျော်လင့်နေတယ်ပေါ့နော်မျော်လင့်နေတဲ့တည်င်းကောင်းတစ်ခုကြားရတာမျိုးအဆက်အသွယ်ပြန်ရတာမျိုးရှိတယ်နော် message ရတာမျိုးနော်စာရတာမျိုးအဆက်အသွယ်ရတာမျိုးဖုန်းအဆက်အသွယ်ရတာမျိုးပေါ့နော်ကိုမျော်လင့်နေတဲ့တည်င်းကောင်းတစ်ခုတည်င်းတစ်ခုပေါ့နော်ဒီတည်င်းတစ်ခုကကိုစီကို ရောက်ရှိလာတာမျိုးပေါ့နော်တချို့ကတော့ကိုအဲ့တည်င်းစကားကောင်းတွေကြားရတာမျိုးပေါ့နော်ကိုလာပြောတာမျိုးဒါမျိုးလေးကြီးကြုံရတတ်တယ်တဲ့နော်တည်င်းစကားကောင်းတွေကြားရမယ် ကဲတချို့ကတော့ဒီမှာဆိုလို့ရှိရင် queen source တဲ့ energy ဖြစ်ပါတယ်ပေါ့နော် queen source တဲ့ energy တချို့သောကိစ္စတွေမှာခေါင်းမမာနဲ့နော်ခေါင်းမမာနဲ့လုံနေတဲ့ကိစ္စလေးရှိတယ် အဲ့လိုခေါင်းပေါ်မှာနဲ့လုံနေတဲ့ကိစ္စရက်ကလေးတွေကပေါ့နော်အဲကို့အတွက်ကိုကောင်းတဲ့ကိစ္စရက်ကလေးတွေနော်အောင်မြင်စေမဲ့ကိစ္စရက်ကလေးတွေဖြစ်သွားတာမျိုးတွေရှိတယ်ပေါ့နော်ပြောရရင်တော့ဟိုစိတ်တက်မကြသွားဘူးပေါ့နော်ဘလူပဲအခက်ခဲတွေလာလာဘသူတွေကပဲနှောက်ရက်နှောက်ရက်ဘသူတွေကပဲကို့ကိုပေါ့နော်ဘလူကြီးပဲဟိုတွန်းတွန်းတိုက်တိုက်ပေါ့နော်ကိုကစိတ်တက်ကြသွားတဲ့သူမျိုးမဟုတ်ဘူးတဲ့နော်စိတ်တက်မမာနဲ့ကိုကိုကိုယက်တီနိုင်တဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုတဲ့ဒီချိန်မှာ ပြသမယ်အချိန်မျိုးဖြစ်ပါတယ်တဲ့လုံးဝပြိုလဲလို့မရဘူးပေါ့နော်ကွင်းစောဆွက်သည်ပြက်သားတယ်အရာရာမှပြက်သားတယ်နော်မိမိလှုပ်ရှားရှိတာကိုလှုပ်တယ်ဆုံးဖြတ်ချက်ကိုမှန်ကန်စွာချမှတ်တယ်ပေါ့နော်အရန်ကိုပြက်သားတဲ့ဒီ energy မျိုးရှိတယ်ပေါ့နော်ဒီ feminine energy မျိုးရှိတယ်ဒါကြောင့်မို့လို့ဒီချိန်မှာဒီ ဒီဟိုပါဗောနော်ဒီအဟောလေးကိုဗောနော်ဒီ reading လေးကိုလာကြည့်နေတဲ့လူတွေမှာဆနအရှိမပြောခဲ့တဲ့အခက်ခဲတွေအတက်တဲတွေနော်ဘလူပြဿနာတွေပဲကိုယ်စီမှာရှိနေပါစေနော်မမျော်လင့်နေမမျော်လင့်နေဗောနော်အတိုက်ခိုက်တွေမမျော်လင့်နေ နော်စိတ်ညစ်စရာတွေပေါ့နော်ဒါတွေကကိုယ့်စီကိုကြုံလာရတတ်တယ်ဘလို့ပဲအဲ့လိုကြုံလာကြုံလာရတယ်နော်ကိုယ့်စီမှာတကယ်တမ်းပေါ့နော်စန့်စန့်ခံလက်ပေါ့တကယ်စိတ်တက်ပေါ့နော်အတွင်းဘက်မှာရှိပြီးသားပါတဲ့နော်ပြီးတော့ဒီဟာကလည်းပြီးတော့မိခင်စိတ်ရှိတယ်ပေါ့နော်မိခင်စိတ် feminine energy စိတ်ပေါ့နော်တကယ်တကယ်တမ်း ချက်သားမဲ့နေရာเนาะတကယ်တကယ်တမ်းစဉ်းစားဆုံးဖြတ်ပြီးတော့မှတကယ်ကိုပြပြတသားလုံရမယ့်အရာစိတ်ကိုမာမာနဲ့လုံရမယ့်အရာမျိုးတွေမှာ queen sauce sweat ကလုံးဝတာဝန်ယူပြီးရေပေါ့เนาะအဲအဓိကတော့မိခင်တယောက်ရဲ့စိတ်တယ်ပေါ့တခါမိခင်တယောက်ဟာဘလို့အခက်ခဲအကျက်တဲတွေပဲเนาะကြုံစုံလာရပါစေရင်ဆိုင်လာရပါစေမိမိရဲ့သားသမီးတွေရှိတယ်ဆိုရင်เนาะကိုယ့်ရဲ့သားသမီးတွေကိုတိကျအုံမိုးပြီးတော့မှာပေါ့เนาะ ဘဝကိုတည်ဆိုင်တဲ့ညခင်ရက်တည်နိုင်နေပေါ့နော်စိတ်တက်စွမ်းရည်မျိုးရှိတဲ့ကဲ့သို့ပေါ့နော်ဒီမှာလည်းပဲလာကြည့်နေတဲ့လူလေးတွေမှာလည်းပဲမိမိတို့ရဲ့နော်ဘဝကိုတည်ချာချာကောင်းကောင်းမွန်မွန်မွေးမြူဖို့ပေါ့နော်မိမိတို့ရဲ့ဘဝအဓိကပို့ပြီးတော့မှအဆင်ပြေချုံးမွေ့စွာနဲ့ပေါ့နော်အာ ချစ်တည်ဖို့အတွက်ဆိုလို့ရှိရင်တဲ့နော်မာကြောတဲ့စိတ်ဓာတ်နဲ့ပေါ့နော်ကြက်သားတဲ့စိတ်ဓာတ်တွေနော်ရှိဖို့လိုအပ်တယ်ဆိုတာမျိုးပြောရဲပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့အာတချို့ပေါ့နော်ဆုံးဖြတ်ချက်မပြတ်သားနေတဲ့ကိစ္စတွေမှာပြပြတ်သားသားစဉ်းစားဆုံးဖြတ်ပြီးတော့ရှေ့ဆက်သွားမယ်အနေအထားမျိုးတွေမှာရှိတယ်တချို့သောကိစ္စတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတာတွေရှိတယ်ဆိုရင်ဒီဟာတွေအတွက်ကိုလက်ခံပြီးတော့ဗောနော်မိမိရဲ့စိတ်ကိုအတက်နိုင်ဆုံးပြန်လဲပြင်ဆင်ပြီးတော့ဗောနော်ရှေ့ကိုဆက်သွားဖို့လိုအပ်နေတယ်ဆိုရဲ energy ကိုပြီးပါတယ် နော်အဲ့တော့ရက်နေတာမျိုးမဟုတ်ဘူးပေါ့နော်မရက်နေဘူးဒါက sweat energy ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တေချာစဉ်းစားဆုံးဖြတ်ပြီးတော့ရှေ့ဆက်ပြီးတော့ moving forward လုပ်ရမယ်ပေါ့နော်အခြေအနေမျိုးတွေလာပြနေတယ်ဆိုတော့ okay ဒါလေးက terror ရဲ့ energy ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် angels message တွေอ่ะဗောနော်ဗာလေးတွေပြေးမလဲဆိုတော့ကြည့်ကြရအောင် angel message angels တွေကနေပြီးတော့မှာเนาะ အဆောင်လျှောက်တွေကအင်ဂျယ်အဆောင်လျှောက်တွေစီရနေပြီးတော့မှသူလာကြည့်နေတယ်ကောလိပ်တက်သမားလေးတွေအတွက်ကိုနော်တည်တင်ပြထိုက်တဲ့ message လေး energy လေးတွေကိုပြောပြပေးပါတယ်နော် creative project တယ်နော်တချို့ဆိုရင်အလုပ်တွေလုပ်နေတဲ့အချိန်ပေါ့နော်အလုပ်တွေလုပ်နေမှဆိုလို့ရှိရင်ကိုယ့်ရဲ့ပေါ့နော်ကိုလုပ်မဲ့အလုပ်တွေကပေါ့နော်လုံးဝ creative ဖြစ်နေတဲ့အချိန်မျိုးပေါ့နော်ဖြစ်ပါတယ်အချိန်ကောင်းဖြစ်ပါတယ်ပေါ့နော်ညီမဘာပြောထားလဲဆိုတော့ you are so long to expect is said in creative way တဲ့နော် we are guiding you to infuse artistic and creativity into your life တဲ့နော်အဲ့တော့ဒီအချိန်မှာကိုယ့်ရဲ့ နော်အနုပညာကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းနေပေါ့နော်ကိုယ့်ရဲ့လှုပ်ဆောင်နိုင်မဲ့စွမ်းရည်ကိုလုံးဝအတုံးချရမယ်အချိန်ချပြရမယ်အချိန်ပဲဖြစ်ပါတယ်တဲ့နော်ဒီလိုမျိုးအတုံးချမယ်ဆိုလို့ရှိရင်အချိန်ခါကောင်းလိုက်ပဲပေါ့နော်ကို့မှာစောင့်ရှောက်နေတဲ့ဒီမှာ angels တွေရှိတယ်ကိုလှုပ်သမျှကိစ္စတွေကိုလှုပ်သမျှ account ထဲဖွင့်သမျှတွေကိုပေါ့နော်ဘေးဘက်ကနေ guidance လုပ်ပေးနေတယ် angels တွေကနေပြီးတော့မှလည်းနော်စောင့်ရှောက်နေရမျိုးရှိပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဘဝမှာပေါ့နော်ဒီမှာကိုယ့်ရဲ့ passion တွေပေါ့နော် ကိုမျောလင့်ထားတဲ့ကိစ္စတွေကိုသွားကျင်နေပေါ့နော်ဒီကိုရဲ့ဘဝပန်းနိုင်ပေါ့နော်ဒါကိုဆက်သွားမယ်ဆိုလို့ရှိရင်เนี่ยเนาะဒီအချိန်မှာအခါကောင်းဖြစ်ပါတယ်ကိုလှုပ်ရှားရှိရတယ်ပေါ့နော်လှုပ်ပြီးတော့ဆက်လှုပ်ပြီးတော့ကိုရဲ့အကောင်းဆုံး creation တွေကိုချပြပြီးတော့ပေါ့နော်ကိုရဲ့ဘဝကို moving forward ပေါ့နော်လှုပ်ရမယ်အချိန်မျိုးပဲဖြစ်ပါတယ်တဲ့เนาะ be honest with yourself တဲ့နော်ဒါကြီးကတော့ဗာလဲဆိုတော့ဒီမှာဆိုရင်ကိုကိုကိုယူသားပါတဲ့နော်ကိုကိုကိုယူသားပါတချို့တွေကလေကိုကိုကိုလိန်နေရပါဘောနော်ကိုကိုကိုပြန်လိန်နေတဲ့အခိုက်အတန့်တွေရှိရပါဘောနော်အဲကိုကိုပြန်လိန်နေဆိုတဲ့အခိုက်အတန့်တွေဆိုတာတစ်ခါကြလို့ရှိရင်လူတွေကမတင့်တဲ့ဟာကိုကိုကိုလည်းသိတယ်ဒါပေမဲ့အဲ့ဒီမတင့်ဘူးမတင့်တော်ဘူးဆိုတဲ့အရာတွေကိုပေါ့နော်ခေါင်းမာစွာနဲ့ဆက်ပြီးတော့လှုပ်ဆောင်နေတတ်တာမျိုးတွေရှိရပါတော့နော်မတင့်တဲ့အရာတွေကိုဆက်ပြီးတော့လုပ်နေတာမျိုးပေါ့နော် ကိုကိုကိုယူသားပါဗောနော်ကိုကိုကိုယူသားပါဆိုတာကိုကိုကိုမသိတော်ဘူးလို့ထင်တဲ့အရာမျိုးတွေဆိုရင်လှွတ်ချလိုက်ဖို့နော်လက်ခံလိုက်ဖို့တဲ့ဗောနော်ဝင်မလေးပါနဲ့ဘာဖြစ်လို့ဆိုတော့ kin source sweat ရဲ့ energy ရဲ့အောက်မှာပြေးထားတယ်ဗောနော်အဲ့တော့မိမိကိုကိုမိမိယူသားပါမိမိနှလုံးသားကပြောပြောတဲ့အရာဗောနော်တကယ်ပြောတဲ့အရာကိုလက်ခံပါတဲ့နော်အမှန်တရားကိုလက်ခံပါတဲ့နော်ဖြစ်လာသမျှအမှန်တရားတွေကိုလည်းလက်ခံပြီးတော့မှာတဲ့နော်ကိုယ့်ရဲ့ เนาะစဉ်းစားဆုံးဖြတ်ချက်တွေအပေါ်မှာเนาะရှေ့ဆက်သွားရမယ်အချိန်ခံယူလည်းဖြစ်ပါတယ်တဲ့เนาะအဲ့တော့ယူသားပါပေါ့เนาะယူသားပါမိမိကိုယ်ကိုမိမိယူသားပါမိမိရဲ့နှလုံးသားစကားကိုပြန်နားထောင်ပါတဲ့เนาะပြန်မိမိနှလုံးသားရဲ့စကားကိုပြန်နားထောင်ပါဆိုတာခါလေးကြားလို့ရှိရင်ကိုယ့်ကိုယ်ကိုအဲတချို့ကိစ္စတွေဒီเนาะ မဟုတ်မှန်းလဲသိတယ်အဲ့ဒါယူဇွဲနေပဲကြီးကြီးနဲ့ခေါင်းမာမာနဲ့ပေါ့နော်ဆက်လုံနေတဲ့အရာမျိုးတွေရှိတယ်ဒါမျိုးလေးတွေကိုပြင်ရမယ်ပေါ့နော်တကယ်တမ်းဖြစ်နိုင်ကြီးရှိတဲ့အရာတကယ်တမ်းဖြစ်တင်ပြစ်ထိုက်တဲ့အရာပေါ့နော်ဖြစ်တင်ပြစ်ထိုက်တဲ့အရာတွေကိုဒါတကယ်ဦးစားပေးပြီးတော့ပေါ့နော်လှုပ်ဖို့အချိန်လေးဖြစ်ပါတယ်တဲ့နော်နောက်တစ်ခါကကြတော့ family နော် family ဆိုတော့မိသားစုပေါ့နော်မိသားစုနဲ့ပတ်သက်တဲ့ကိစ္စလေးတွေနော်ဖြစ်ပေါ်လာတတ်တဲ့ ဒီအချိန်ရတယ်နော်ဒီအချိန်ကဘာလဲဆိုတော့ကိုမိသားစုနဲ့ပေါ့နော်စိတ်နှွေးထွေးပါပေါ့နော်နေရမယ့်အချိန်ဖြစ်ပါတယ်တဲ့နော်အဲ့တော့မိမိတို့ရဲ့ပေါ့နော်ဘဝမှာဖြစ်ပေါ်နေတဲ့ emotion တွေနော်စိတ်ခံစားချက်တွေအဆင်မပြေနေဘူးဆိုလို့ရှိရင်နော်မိမိတို့ရဲ့စိတ်ခံစားချက်တွေအဆင်မပြေဘူးယခုလက်ရှိမှာကြုံတွေ့နေရတဲ့အရာတွေကကိုယ့်အတွက်ကိုပေါ့နော် အာစိတ်ပင်ပန်းနေရတယ်စိတ်ဆင်းရဲနေရတယ်စိတ်အဆင်မပြေနေတဲ့အရာတွေပေါ့နော်ဘဝမှာအခက်အခဲအကျက်တဲတွေအဲဆောနာလိုအတိုက်ခိုက်တွေပေါ့နော်ရှင်ပြိုင်ကိရှင်ပြိုင်နေရတဲ့ကိစ္စရက်တွေရှိတယ်ဆိုရင်တဲ့နော်ဒီအချိန်မှာမိမိရဲ့မိသားစုဝင်တွေကိုယဉ်ဖွင့်တာမျိုးနော်မိမိရဲ့မိသားစုဝင်တွေနဲ့နှွေးထွေးစွာနေတာမျိုးပေါ့နော် ပြီးတော့မိသားစုရဲ့တန်ဖိုးကိုနော်နားလေတာမျိုးပေါ့နော်ဒါမျိုးလေးအချိန်ကုန်ပြီးပို့နော်အချိန်ဖြုံးပြီးပို့လိုအပ်နေတဲ့အချိန်လေးဖြစ်ပါတယ်တဲ့ အဲ့တော့မိသားစုနဲ့ပေါ့နော်အချိန်လေးပေးဖို့ပေါ့နော်မိသားစုနဲ့အချိန်နှွေးထွေးစွာနေရမယ့်အချိန်ဖြစ်ပါတယ်တဲ့နော်မိမိရဲ့ဘလို့အရာတွေပဲဖြစ်ဖြစ်ပေါ့နော်မိသားစုကိုအချိန်ပေးပြီးတော့ကိုယ့်ရဲ့ကောင်းတဲ့အရာတွေရောဆိုးတဲ့အရာတွေရောမိသားစုနဲ့မျှဝေရမယ့်အချိန်မျိုးလေးဖြစ်ပါတယ်လို့ပြောထားတယ်ပေါ့နော်အဲ့တော့တီးလီလေးနဲ့ကျမတို့ကြည့်မယ်ပေါ့နော်တီးလီလေးလည်းမကြည့်သေးတာကြာပြီတီးလီလေးကနေပြီးတော့မှဗားရီနော်အခုလာကြည့်နေတယ်ကွာလက်တက်သမားလေးပြီးတော့ဗားရီသိရမလဲစတားတယ်နော် grander success เนาะအဲ့တော့ဘွားမှာပေါ့เนาะဒီအောင်မြင်မှုတစ်ခုပေါ့เนาะအောင်မြင်မှုတစ်ခုရလာတာမျိုးတချို့ဆိုလို့ရှိရင် star เนาะကြော်ကြားသွားတာမျိုးကိုယ့်ရဲ့ကောင်းတဲ့ရင်းဟာပေါ့เนาะကိုယ့်ရဲ့ကောင်းတဲ့ရင်းဟာဒီပတ်ဝန်းကျင်မှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကြော်ကြားသွားတာမျိုးပေါ့เนาะဒါမျိုးလေးတွေရှိပါတယ်တဲ့ဒါမျိုးလေးတွေကြုံရဖို့ရှိရပေါ့เนาะညညနေရအရင်ဆောင်းသွားတယ်တဖြည်းဖြည်းနဲ့အိမ်မလည်းလူဆုံးတော့ သင်ရနောက်ခါကျ career เนาะ career ဆိုတာเนาะအဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့เนาะအလုပ်ကင်တစ်ခုရတာမျိုးအလုပ်တစ်ခုစရတာမျိုးเนาะအလုပ်တစ်ခု account ထဲပေါ်ရတာမျိုးပေါ့เนาะအလုပ်ကင်နဲ့ပတ်သက်တဲ့เนาะကြော်ကြောင်းမှုတွေရလာတာမျိုးရှိနေတယ်တဲ့เนาะတချို့တော့သူတွေလည်းเนาะအလုပ်ကင်ပြောင်းမှုပြောင်းမှုရွှေ့ဖို့လူတွေဆိုလည်းပြောင်းမှုဖြစ်လာတာမျိုးပေါ့เนาะအလုပ်နဲ့ပတ်သက်တဲ့တင်းစကားတခုပေါ့เนาะကောင်းတဲ့အရာတခုရောက်လာတာမျိုးပေါ့နောက်ခါကျ unicorn နဲ့เนาะ unicorn လေးကလည်းဘာပြောလဲဆိုတော့ use your intuition to make beneficial changes တဲ့เนาะ ဲ့တော့ကိုယ့်ရဲ့ပေါ့နော် induration ကိုအသုံးချပြီးတော့မားတယ်နော်ကိုယ့်ရဲ့ငွေကြေးပိုင်းမှာနော်အပြောင်းလဲတွေလောက်ပါတဲ့အဲ့တော့ခါလေးကြရင်ကိုကလေဒါလေးလောက်ချင်တယ်ဒါအတွက်အဆင်ပြေပါမလားဆိုရယ်ပုံစံမျိုးလေးပေါ့နော်ကိုကတွေးနေတာမျိုးရှိတယ်အဲ့ဟာမျိုးလေးကိုရဲရဲလောက်လိုက်ပေါ့နော်အဲ့လိုရဲရဲလောက်လိုက်လို့ရှိလို့ရှိရင်ကို့အတွက်ပေါ့နော်ဒီကောင်းပေါ်တဲ့ဟိုအပြောင်းလဲလေးနေပေါ့နော်ငွေကြေးသို့မဟုတ်ဒီကောင်းတဲ့ကိစ္စရဲ့လေးဖြစ်လာတာမျိုးလေးရှိမယ်တဲ့နော်ဒီမှာခက်တယ်နော် two face friends နော်တချို့တော့ပေါ့နော်ကိုရဲ့ တချို့သောတငယ်ချင်းတို့မိတ်ဆွေတွေရတယ်နော်မျက်နှာနှစ်ခွဖြစ်နေတာမျိုးပေါ့နော်ကို့အပေါ်မှာရှေ့တမျိုးကိုရတမျိုးဆက်ဆံတာမျိုးကြီးရှိမယ်စောစောနာတော့မှလည်းဒီမှာလေးပိုက်ဆော့ဆွက်လို့ပြောရနော်ကို့စကတင်းဆိုတာကို့နောက်ွယ်မှာမကောင်းပြောခံရတာမျိုးလေးပေါ့နော်ဒါမျိုးလေးတွေဖြစ်တတ်တယ်ဖာသာရတယ်နော်ဖအေနဲ့အဖေနဲ့ပတ်သက်ပြီးတော့နော်ဖာသာဆိုတော့အဖေနဲ့ပတ်သက်ပြီးတော့ someone you know is independent and it နော် insecure နော်အဲ့တော့ ကိုကိုပေါ့နော်ဖအေကဲအဖေကဲတို့တော့နော်ဟိုစောင့်ရှောက်ပေးမဲ့သူနော်အဲဒါမှမဟုတ်ကိုရဲ့အဖေပေါ့နော်အဲ့လိုမျိုးတရားရောက်ကဒီလိုအကူအညီကိုပေးလာတာမျိုးပေါ့နော်သူ့ရဲ့အကူအညီသူ့ရဲ့အကြံဉာဏ်တွေကိုရယူတာမျိုးပေါ့နော် ရှိတယ်တဲ့နော်ဒါလေးတွေကိုကသတိထားပြီးတော့ဗောနော်လှုပ်ပေးရမယ်ကဲလို့ကို့မှာအကြံဉာဏ်တွေလိုရတယ်ဆိုကို့အဖေနဲ့တိုင်မြင်တာမျိုးဗောနော်ဆွေးနွေးတာမျိုးနော်ကို့အတွက်စိတ်ဆင်းရဲစရာရှိရဆိုရင်ကို့အဖေနဲ့ဆွေးနွေးတာမျိုးတိုင်မြင်တာမျိုးဗောနော်ကို့မိဘနဲ့ဆွေးမွေးတာမျိုးတိုင်မြင်တာမျိုးရှိပါလိမ့်မယ်တဲ့ Okay tear drop တဲ့နော် great person ဆိုတော့နော်တချို့ကြတော့လဲဗောနော်ဒီကို့ရဲ့အဖေနဲ့ပတ်သက်ပြီးတော့နော်ဒီမှာဆိုရင် tear drop ဆိုတော့ငွေကြွေးရတာဝမ်းနည်းရတာအဖေနဲ့ပတ်သက်ပြီးတော့မှာဗောနော်အာစိတ်ကြီးကြိုက်ဝမ်းနည်းရတာမျိုးလေးတချို့လေးကြုံလာရတတ်တယ်တဲ့နော်ဒါကြီးက ကြလာတော့เนาะပြောလိုက်တာပါเนาะအဲ့တော့အဖေရဲ့ကျမ်းမာရေးညံ့တာသူမို့အဖေအတွက်ပေါ့เนาะစိုးရင်စရာကိစ္စရက်တွေကြုံရတာမျိုးလေတချို့တွေမှာကြုံရတတ်တယ်เนาะဒီမှာဆိုရင် great person sorrow ဖြစ်နေเนาะအဲ့တော့ငိုကြွေးနေရတာမျိုးလေးရှိတယ်အော်တိုဘာเนาะအကယ်လို့ကို့အတွက်ပေါ့เนาะအော်တိုဟိုတခုခု လုပ်မယ်ဆိုလို့ရှိရင်အော်တိုဘာလာထူးခြားတဲ့เนาะထူးခြားတဲ့လာတခုဖြစ်ပေါ့เนาะကို့ကိုပြီးပါမယ် lion เนี่ยเนาะ time to app เนาะ lion time to app ဆိုတော့เนาะ action ယူရမယ့်အချိန်ဖြစ်ပါတယ်အောက်တိုဘာလမှာအချိန်ဟိုပါဗောနော်ကိုလုံးစရာရှိတဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်เนาะအခုလာမယ့်အောက်တိုဘာလဗောနော်အောက်တိုဘာလမှာเนาะဒီစတင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်လှုပ်လို့ရတယ်တဲ့เนาะဒါဆိုအောက်တိုဘာတော့နည်းနည်းတော့ဝေးသေးရဗောနော်ဒါမှမဟုတ်ကိုယ့်ရဲ့ဗောနော်အခုထဲကเนาะဒီဒီမှာ time to app ဆိုတာဗောနော်အခုချိန်ကကိုယ့်ရဲ့เนาะ အကောင့်ထဲပေါ်ရမယ့်အချိန် app နော် action ယူရမယ့်အချိန်ဖြစ်တယ်။အဲ့ဒီ action ယူရလိုက်တဲ့ကိစ္စတွေရပါတော့။အခုချိန်ကနေစလုပ်လိုက်တဲ့ကိစ္စတွေရအောက်တိုဘာမှာပေါ့နော်။ဒီအကျိုးမြတ်ကြီးရလာတာအောက်တိုဘာမှာသတင်းကောင်းကြီးကြရတာသုံးမို့ရင်ဒီအလုတ်ကင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။အအောင်မြင်တော်ကြတာမျိုးပေါ့နော်။ကိုဒါမျိုးလေးတွေကြုံရတာမျိုးပေါ့။အောက်တိုဘာမှာထူးထူးခြားခြားကြုံတွေ့ရတာမျိုးလေးဖြစ်ကြပါတယ်တဲ့။ eager နော်။ နော်တချို့ကြတော့လဲပေါ့နော်ဒီမှာဆိုလို့ရှိရင်အခက်ခဲလေးတွေအကျက်တဲလေးတွေနော်ကြုံလာရတာကြုံတွေ့လာရတာလေးရှိမယ်နော်အဲ့တော့ဘလို့အခက်ခဲပဲကြုံလာကြုံလာပေါ့နော်မစုံမနစ်ပေါ့နော်ကြော့ဖြတ်သွားဖို့တော့လိုအပ်တယ်ဆိုတာလေးကိုပြောရဲပေါ့နော်ဒီခီလီလေးကဘာတွေဆက်ပြောမလဲခီလီတကယ်တော့ဆွဲလိုက်မယ်ပေါ့နော်ခလပ်တယ်နော် someone were trying to make you to do something against you are well เนาะအဲ့တော့တချို့တွေကเนาะကိုလုံးမဲ့ကိစ္စတွေကိုเนาะလိုက်ပြောပေါ့เนาะ against လောက်တာမျိုးเนาะအဲဟိုနည်းနည်းကိုကိုပေါ့เนาะကပြက်ရပြက်လောက်တာမျိုးပေါ့เนาะကိုကိုကဒါဆိုရင် तू อ่ะဟိုဟာမျိုးပေါ့เนาะပြောရင်တော့အနှောက်ယှက်လောက်တာပေါ့เนาะဒါမျိုးလေးတွေကြုံရတာမျိုးတချို့ကြီးရှိနေတယ်တဲ့เนาะ sorry ပါเนาะအဲနည်းနည်းအပြင်ကအတန်လေးเนาะခွေးတန်လေးတွေเนาะဒါမျိုးလေး ပါလာရဆိုရင်လည်းနည်းနည်းလေးတီးခံပြီးတော့နားထောင်ပေးပါเนาะကျမဒီလိုညနေပိုင်းမှာဟောလို့ရှင်အများနဲ့အဲ့လိုမျိုးလေးရှိရယ်ပဇင်းရင်ခွဲကအော်ရင်အော်မအော်လို့ရှင်အဲ့လိုမျိုးဒီချိန်ကအလုတ်ကပြန်လာတဲ့တခြားခြံဘက်ကပေါ့နော်ဟိုဘက်ကရက်ကတခြားအိမ်ကလူတွေရောအဲ့လိုမျိုးပြန်လာတယ်ဆိုလို့ရှင်နည်းနည်းစူညံတဲ့ဥစ္စာလေးပါသွားတတ်တယ်ပေါ့နော်ဒါလေးကိုနည်းနည်းလေးကျမနားလေပေးပါလို့เนาะပြောချင်ပါတယ်အဲ့တော့အခုဒါတီလီလေးကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျမကဒီမှာပေါ့เนาะကိုယ့်ရဲ့ ဒီအဆောင်လျှောက်တွေပေါ့နော်ကိုရဲ့အဆောင်ရှောက်လေးစီရနေပြီးတော့မှအိုးဒါကိုရဲ့ဘိုးဘွားအဆောင်ရှောက်ပါနော်ကိုရဲ့ဘိုးဘွားအဆောင်ရှောက်လေးစီရနေပြီးတော့မှ message လေးကိုနော်ခံယူရင်းနဲ့ဘာတွေကြုံပြရမလဲဘာတွေသတိထားရမလဲဆိုရဲပါနော်အဆောင်ရှောက်လေးကိုခံယူရင်းနဲ့နော်ကတ်ကလေးဆွဲရင်းနဲ့ဒါနောက်ဆုံးအနေနဲ့ပေါ့နော်ကြည့်ပေးလိုက်မှာဖြစ်ပါတယ် webbing နဲ့နော်ကောင်းတဲ့အရာ webbing webbing ဖြစ်လာမယ်တချို့ဆိုလို့ရှိရင်ပြန်ပြီးတော့မှာပေါ့နော်အညံ့နေအစိုးတွေကနေပြီးတော့ပြန်လဲ ကောင်းမွန်လာမယ်ပေါ့နော်။ကျန်းမာရေးညံ့နေတဲ့သူတွေဆိုလို့ရှိရင်လည်းကျန်းမာရေးပြန်ကောင်းလာတာ။နောက်တော့စိုးရိမ်နေတဲ့အခြေအနေတွေထိတ်လန့်နေတဲ့အခြေအနေကနေပြီးတော့ပြန်လဲကောင်းမွန်လာတာပေါ့နော်။နောက်ကတော့တော့နည်းနည်းအနားယူဖို့အချိန်ပေါ့နော်။စိတ်ရောလူရောအနားယူရမယ့်အချိန်ဖြစ်ပါတယ်တဲ့နော်။စိတ်စိတ်ကောလူရောပေါ့နော်။ငြိမ်ငြိမ်ချမ်းချမ်းနဲ့အနားယူပေးဖို့လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်တဲ့နော်။ဒီလိုဆိုအရင်စိတ်ပင်ပန်းနေရတာကြီးရှိမယ်ပေါ့နော်။အဲ့ဟာလေးအဲ့စိတ်ပင်ပန်းနေရတဲ့အနေလေးရောလူရောပင်ပန်းနေရတဲ့အခြေအနေကိုနော် ကောင်းကောင်းအားယူပေးလို့အပ်နေပါတယ် spirit guide တယ်เนาะကိုယ့်ရဲ့ပေါ့เนาะမမြင်ရတဲ့အဆောင်အရှောက်တွေเนาะ spirit guidance တွေเนาะကိုယ့်ကိုစောင့်ရှောက်နေတဲ့တချို့တွေအဆောင်အရှောက်ကောင်းနေရှိတယ်เนาะအခုဒီလိုလာကြည့်နေတဲ့သူလေးတွေမှာ spiritual bind ကိုလုပ်နေတဲ့သူတွေเนาะနောက်ခါကျတော့ဒီပရိစိတ်တာတရားထိုင်တာပေါ့เนาะစသဖြင့်ဘာသာရေးကိုကောင်းကောင်းလုပ်နေတဲ့သူတွေပါလိမ့်မယ်အဲ့ဒီသူလေးတွေအတွက်ဆိုလို့ရှိရင်တဲ့เนาะ spirit guidance တွေရှိတယ်เนาะမိမိကိုစောင့်ရှောက်တဲ့เนาะအဆောင်ရှောက်ကောင်းတွေရှိပါတယ်เนาะဒါကြောင့်မို့လို့အဆောင်ရှောက်ကောင်းတွေရှိတဲ့အတွက်ကြောင့်မို့လို့ကိုကဘာသာရေးကိုမပြတ်လုံရင်းနဲ့မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားမယ်လောဘဒေါသမောဟတွေငြင်းအောင်နေပြီးတော့ဗောနော်ဒီအချိန်နေမှာအကောင်းဆုံးကိုဆက်လက်ကြိုးစားနေပါတဲ့เนาะစောင့်ရှောက်ပေးမဲ့သူတွေရာလည်းရှိနေပါတယ်တဲ့နောက်တစ်ခါကျတော့ true เนาะအမှန်တရားဘက်ကနေရက်တည်ပေးပါတယ်เนาะအမှန်တရားဘက်ကရက်တည်ဖို့လိုအပ်ပါတယ်တဲ့เนาะအမှန်တရားဘက်ကနေရက်တည်မယ်ဆိုလို့ရှိရင်တဲ့ကိုကဘာဖြစ်လာမလဲဆိုတော့ ကောင်းတဲ့အရာတွေပေါ့နော်ဒါတွေအများကြီးဖြစ်လာဖို့အတွက် spirit guidance တွေကနေလှုပ်ဆောင်ပေးมาပဲဖြစ်ပါတယ် happiness เนาะပျော်ရွှင်စရာတွေကြုံလာရမယ်เนาะပျော်ရွှင်စရာတွေကြုံလာရဖို့ရှိရယ်ဒီကဒီကိုဒီမှန်နဲ့အမှန်တရားဘက်ကနေပြီးတော့မှကိုလှုပ်ဆရာရှိတဲ့အရာတွေကိုရရဝုံဝုံလှုပ်ဆောင်ပါတဲ့เนาะအဲ့တော့ တစ်ဖက်မှာလည်းပဲပေါ့နော်ကိုယ့်ရဲ့အဆောင်ရှောက်ပုံကိုယ်တွေကဆောင်ရှောက်နေတာမျိုးတွေရှိရဲ့တချို့ကကြတော့ boundaries နော် boundaries တွေနော်အဲတခါပေါ့နော်ကိုကလူမှုရေးဆက်ဆံရေးတွေမှာဆိုလို့ရှိရင်နည်းနည်းလေးစီးရီဘောင်းတွေထားပေးရမယ်မိမိကိုယ်ကိုမိမိချစ်တဲ့ energy ကိုမပြောက်ပါလေဇင်းနဲ့ပေါ့နော်ပြောချင်တာကလေ ်အရန်ပေါ့နော်တစ်ဖက်ကိုအရန်ဟိုဟာလှုပ်ရင်းနေပေါ့နော်ကိုကိုကိုချစ်တဲ့ energy တွေပျောက်ဆုံးနေတဲ့သူတွေရှိနေမယ်နော်ဒီလာကြည့်နေတဲ့ energy လေးတွေမှာအဲလာကြည့်နေတဲ့သူလေးတွေစီမှာပေါ့နော်အဲ့တော့မိမိကိုကိုမိမိချစ်တဲ့ energy လေးနေပေါ့နော်ပြန်ပြီးစီးတွေပေါင်းနေထားပြီးဖို့လိုအပ်နေတာမျိုးတွေတွေ့ရယ်နော်အဲ့တော့ကဲနောက်ဆုံးကပါလဲဆိုတော့ grieving เนี่ยเนาะအဲ့တော့ဒီမှာကတော့ဘာပြောထားလဲဆိုတော့လေနည်းနည်းလေးဟွာဖြစ်တယ်ပေါ့เนาะအခြေအနေနဲ့ပတ်သက်ပြီးတော့ကက်ကလေးတကယ်ထွက်ကြလာတယ်အဲ့ဒါလေးကတော့ဘာလဲဆိုတော့ကျွေဆိုတက်ပါတီပေါ်နေတာမျိုးပေါ့เนาะစိတ်ညစ်နေရတာမျိုးစိတ်ဆင်းရဲနေရတာမျိုးเนาะတစ္ဆာဖောက်ခံနေရတာမျိုးပေါ့เนาะအခြေအနေမှာအဆင်မပြေနေတာမျိုးတွေတွေ့ရတယ်เนาะအဲ့လိုဆိုတော့ဒီဟာလေးတွေကိုပေါ့နော်နည်းနည်းပြန်ပြီးတော့စိတ်ငြိမ်ငြိမ်ထားပြီးတော့ grounding လုပ်ပြီးတော့ပေါ့နော်ပြန်ပြီးတော့စဉ်းစားကြည့်ပါရတယ်နော်ကိုယ့်ရဲ့ပေါ့နော် boundary ကိုချမှတ်ပါရတယ်နော် ကိုယ့်ရဲ့စီးတွေပေါင်းတွေကိုအကြော်မခံနဲ့ပေါ့နော်လူတယောက်ကကိုယ့်ရဲ့သီးခံနိုင်တဲ့အတိုင်းအတာတစ်ခုထိကြော်လာပြီဆိုလို့ရှိရင်ဒီလိုလွတ်ချနိုင်အောင်လုပ်ဖို့လိုအပ်တယ်ကိုယ့်ရဲ့စိတ်တွေပေါ့နော်ပင်မန်းအောင်ကိုယ့်ရဲ့စိတ်တွေကိုအရန်နာကျင်အောင်နော်ကိုယ့်ကိုယ်ကိုခွင့်မပြုပါနဲ့လို့ပြောချင်တယ်ပေါ့နော်ကဲဒါလေးကတော့နော်အခုတုံ့တွေ့ရမယ်ပေါ့နော်ဒီ တကြံပြီးပေါ့နော်မြန်မာနှစ်တကူကနေပြီးတော့စတင်ပြီးတော့မှနောက်လာမယ့်ပေါ့နော်ဒီ future မှာဗားလေးတွေတုံတွေးရမလဲဗားလေးတွေတတိထားတယ်လဲဆိုရဲဥစ္စာကိုအဆောင်လျှောက်တည်းရဲ့ message လေးကိုယူပေးလိုက်တာပဲဖြစ်ပါတယ်။ကဲအဲ့တော့နောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်နော်အားလုံးသောကောင်းတဲ့ energy လေးတွေရရှိပါစေစိတ်ကြမ်းသာခြင်းကိုယ်ကြီးကြမ်းသာခြင်းပြည့်စုံစွာဖြင့်မိမိတို့လောက်ကင်ဆောင်ရွက်တဲ့များတွေလည်းအောင်မြင်ဆင်ပြေကြပါစေလို့ကျွန်မကဆုတောင်းပေးလိုက်ပါတယ်။နောက်တစ်နောက်တစ် reading လေးမှာပြန်ပြပါမယ်။တက်တာ